အသက်60ကျော်လျင်ရှောင်ကျဉ်သင့်သောအစားအစာများ အသက်ရှိခြင်းနဲ့ကျန်းမာခြင်းဟာတို့တွဲနေမှာနေထိုင်ရတာအဆင်ပြေမှာပါ။ဇယသဘောရဆိုလို့ရှိရင်အသားရည်တွေမပြည့်တင်တော့ပေမဲ့ကိုယ်အယိုးကိုယ်ခန္ဓာကိုယ်ကိုချီနိုင်အောင်အမစားတင်တာတွေမလုပ်တင်တာတွေကိုရှောင်ညကြမှာဖြစ်ပါလေ။အသက်ကိုညံစောင်းဥစ္စာကိုကန်ဆောက်တယ်ဆိုတဲ့ဇာတ်ကားကိုကြောက်မယ်မလား။အသက်60ကျော်လာလို့ရှိရင်ဘဝနေဝင်ခြင်းကိုကျန်းမာစွာဖြတ်သန်းနိုင်ဖို့အတွက်ဘလို့စားစာတွေကိုရှောင်ညတင်လဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာပြပြပေးသွားပါမယ်နော်။ မက်တစ်ချက်ကတော့ grateful အသေးပါ အသေးနဲ့ဆိုင်ရင်ကျဲမာစီရဲဆိုတဲ့အထဲမှာလူကြီးတွေအတွက်တော့ grateful အသေးမပါပါဘူး ။ဘာလို့လဲဆိုတော့အသက်60ဆိုလို့ရှိရင်ဆေးဝါးတစ်ခုကိုဒါမှမဟုတ်အများပြတ်မိဝဲနေကြရင်ဘို့လို့အဲ့ဒီဆေးတွေကိုဦးလန်းကြောင်းကပေါ့နော်။စုပ်ယူအသုံးပြုရမှာ grape fruit တရားဟတ်တာနိုင်လို့ပါ။ဆေးတွေကိုခြေပြတ်တဲ့ enzyme တွေကို grape fruit တရားနှောက်ရှက်ပေးပါတယ်။ဂျာလက်ကတော့ဆေးတွေရဲ့အာနင်းတင်ကလိုတာထက်ပိုသွားတာညော့သွားတာတွေဖြစ်လာစေပါတယ်။အဲ့ဒီတော့အဲ့ဒီအသီးကိုနော်စားကျင်နေဆိုရင်မိမိတောက်နေတဲ့ဆေးနဲ့အဆင်ပြေမပြေကိုဆရာဝန်နဲ့တိုင်ပင်တင်ပါတယ်။ အကောင်းဆုံးကတော့ခြေမျိုးမျိုးရတာရှိရဲတခြားသီးနှံတွေကိုပြောင်းလဲစားပေးတာက အနည်းငယ်ဖြစ်ပါတယ်။နံပါတ်2ချက်ကတော့ခြုံပြည့်အိနစ်နေသောခရင်များပဲဖြစ်ပါတယ်။မုတ်တွေမှာပါတဲ့ခရင်တွေကြောင့်စားရတာအရတာပိုရှိနေတာပါ။ဒါပေမဲ့ပြေဝအစီတွေပါတာများလို့နဲ့အတွက်ကြောင့်မို့လို့အသက်ကြီးတဲ့သူတွေမစားသင့်ပါဘူး။စားလိုက်မိလို့ရှိရင်ကိုလက်စတောတွေတက်လာစေပြီးတော့နှလုံးသွေးကြောကျဉ်တာနဲ့သွေးကြောပိတ်တာတွေဖြစ်လာစေပြီးတော့အသက်အမြင်ပါရှိပါတယ်။ တကယ်လို့စားကျင်တပါဆိုလို့ရှိရင်အစီနဲတာနဲ့အပင်ကရတဲ့ပစ္စည်းတွေကိုသုံးပြီးတော့ကျန်းမာရေးနဲ့ညီညွတ်အောင်အိမ်မှာတင်ပြုလို့စားသင့်ပါတယ်။နံပါတ်3ချက်ကတော့ဆိုရာပဲဖြစ်ပါတယ်။ဆိုရာကတော့အသက်ကြီးငယ်မရွေးမတောက်သုံးသင့်ပါဘူး။အထူးသဖြင့်အသက်ကြီးသူတွေကပူရောင်ရှောင်ကျင်သင့်ပါသေးတယ်။ဆိုရာမှာထက်ပြည့်တကြားပါဝင်တာများပဲပဲ။ အကျိုးပြုကယ်လိုရီပမာဏကတော့နည်းပါတယ်။တကြားပါဝင်တာများလို့ပဲအဝလွန်လာစေပါတယ်။စီးကျုံတဲ့နှလုံးရောဂါတွေလည်းဖြစ်လာစေပါတယ်။အချိုပါတာတွေကိုအတောက်များရင်သွေးတွင်းတကြားတဲ့မြစ်တက်လာပြီးတော့စီးကျုံတဲ့နှလုံးရောဂါတွေကိုခံစားရစေနိုင်ပါတယ်။ဒါကြောင့်ဆိုရဖြော့ရည်နဲ့ဆိုရပါတဲ့အချိုရည်မျိုးမျိုးကိုရှောင်ကျဉ်သင့်ပါတယ်။တကယ်လို့မရှောင်နိုင်ဘူးဆိုလို့ရှိရင်တော့အထိမ့်မဲ့ပွဲတွေမှာအနည်းချင်းလောက်သာတောက်သင့်ပါတယ်။ တကယ်တော့ဆိုရာနဲ့ပေါ့နော်အချိုးရည်တွေတောက်မယ်အစား တောက်ရည်တန်နဲ့လက်လက်ဆက်ဆက်ဖြော်တဲ့တစ်တီးဖြော်ရည်နဲ့ရင်သွေးချံလက်ဖက်အစိမ့်လက်ဖက်ရည်တို့ကိုသာအစားထိုးတောက်စေခြင်းပါတယ်။နံပါတ်၄ချက်ကတော့ဝတ်သားပါ။ဝတ်သားမှာအစီပါဝင်တာများတယ်။ဝတ်သားထဲမှာကက်ညိပါလာနိုင်တဲ့ကပ်ပါဖို့အနေရလည်းရှိတတ်တယ်။ဒါကြောင့်ငယ်ရွယ်တုန်းကဝတ်သားစားခဲ့ရင်တော့မှပဲ60ကျော်လာရင်တော့ဝတ်သားကိုဖျက်တင်ပါရဲ့နော်။တကယ်လို့အတိတ်ကမဖျက်နိုင်ဘူးဆိုလို့ရှိရင်လည်းအစီအအနေဆုံးအပိုင်းဖြစ်တဲ့ပေါင်သားကိုသာတေချာကြက်အောင်ချက်ပြုတ်ပြီးတော့ အနေချင်းရွေးစားပါဒါမှမဟုတ်တခြားအသားတွေဖြစ်တဲ့ငါအမဲသားကြက်သားစတာတွေကိုပြောင်းလဲစားလို့ရပါတယ်နံပါတ်5ချက်ကတော့အသားကြော်များနဲ့အကြော်မှုများပဲဖြစ်ပါတယ်အသားကိုအင်းနူးနေအောင်စီလေရေလေချက်စားတာပေါင်းစားတာပြုတ်စားတာမျိုးပဲပြုလုပ်စားတတ်ပါတယ်အသားကြော်လာလို့ရှိရင်မလိုလားအတက်ပြဝစီတွေပါလာနိုင်ပါတယ် အစာချေဖို့အတွက်လည်းခင်းရလာနိုင်တယ်။စီကြော်စာတွေ၊နှက်ပြန်ကြော်တွေ၊အမြန်စာ fast food တွေကိုလည်းရှောင်ကျဉ်သင့်ပါတယ်။ကျန်းမာရေးနဲ့မညင်ညွတ်တဲ့ပြည့်ဝစီတွေပါဝင်တဲ့အတွက်ကြောင့်မို့လို့ရှောင်သင့်ပါတယ်နော်။နောက်ဆုံးချက်ကတော့စီတုအစားအစာများပဲဖြစ်ပါတယ်။ဆိုဒီယမ်မကောင်းတဲ့ပြည့်ဝအစီတွေ ကြာရှည်ခံဓာတုပစ္စည်းတွေအများပြားပါတဲ့စီတုအစားစာအားလုံးကိုအသက်60ကျော်လို့ရှိရင်တစ်ခါတရံတော့မှမစားသင့်တော့ပါဘူးနော်အဲ့ဒါတွေအစားများရင်သွေးတို့ယောဂါနှလုံးယောဂါနဲ့ဆက်ဆက်တဲ့ယောဂါတွေကိုခံစားရနိုင်ပါတယ်လို့ပြောရနေပဲကျမရဲ့ဗီဒီယိုလေးကိုဆုံးသတ်လိုက်ပါရှင် အားလုံးပဲနေကောင်းကြပါစေလို့ဆုတောင်းပေးပါရနော်နောက်တဲ့ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်